ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ America မှာအမြဲတမ်းနေထိုင်ခွင့် Green Card ကင်ထားသူတွေကိုပြည်နှင်တန်းပေးလို့ရသလားဆိုတော့ကို ရှင်းပြထားတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအဖြစ်ဆုံးကတော့ Fox News ကမေလ29 2025မနေ့ကတင်ဆက်သွားတာကတော့ ကျွန်တော်တို့အားလုံးမြင်တွေ့သိရှိကြတဲ့အတိုင်းပဲသမ္မတဒေါ်နယ်ထရမ့်ရဲ့ ICE အဖွဲ့ဝင်တွေဟာဒီနှစ်ဇန်နဝါရီကနေစပြီးတော့ခိုးဝင်ကျူးကျော်တရားမဝင် အထောက်ထားမဲ့တပ်တန်းကျော်လိန်လည်နေတဲ့ရာဇဝတ်သားများကိုပြည်နယ်တံတွေပေးနေတဲ့အပြင်အခုဆိုရင်အမေရိကကိုဗီဇာနဲ့ကြောင်းတက်နေတဲ့နိုင်ငံတကာကကြောင်းသားတွေကိုလည်းနိုင်ငံစုပူအောင်ဆန္ဒပြတာမပြောနဲ့ကားအမြန်မောင်းနေတာတော့မိရင်တော့မှ ီဇာကိုရုတ်သိမ်းကိုထုတ်ကိုထပ်ပြီးကိုနိုင်ငံကိုပြန်ခိုင်းနေတာကို အလုံးသိပြီးသားဖြစ်မှာပါအဲ့ဒီတဲ့တင်ကိုတော့ကျွန်တော်ပြီးခဲ့တဲ့ရက်တွေမှာတင်ထားဘာသာပြန်တင်ထားတဲ့တဲ့တင်တွေမှာပြန်ရှာကြည့်ရင်တွေ့နိုင်ပါတယ်တချိန်တည်းမှာပဲအမေရိကမှာရော နိုင်ငံတကာကပါချင်းနေတာတွေမိကွန်းတွေထုတ်နေတာတွေရှိနေတဲ့အမေရိကမှာတရားဝင် နေထိုင်ခွင့်ရှားထားပြီးသား green card လို့ခေါ်တဲ့အမြဲတမ်းနေထိုင်ခွင့်ရှားထားပြီးသားသူတွေကို ပြီးနှင်တန်းပေးတော့ရလားဆိုတဲ့မိကုန်းကိုတချို့တွေကလည်းအမေရိကမှာတရားခွင်နေထိုင်ခွင့်ရပြီးသားတွေဆိုရင်တော့သူ့နိုင်ငံထဲကနေပြန်ထုတ်လို့ပြီးနှင်တန်းခတ်လို့မရပါဘူးကွာဆိုတော့အတွေးတွေရှိနေသူတွေအတွက် Fox News ကနေပြီးတော့အမေရိကကလူဝင်မှုကြီးကြပ်ရေးရှိနေတွေနဲ့မေးမြန်းပြီးသတင်းတင်ဆက်သွားတာပါပဲဗီဒီယိုအတိုလေးတွေမှာအခုတွေ့နိုင်ပါတယ်အမ Student ကျပ်ပြန်ရမစစ်ကျပ်ပြန် and Secretary of State Marco Rubio announced plans to revoke visas and green cards of Hamas supporters. If you tell us when you apply, Hi, I'm trying to get into the United States on a student visa, I am a big supporter of Hamas, a murderous, barbaric group that kidnaps children, that rapes teenage girls, that takes hostages, that allows them to die in captivity, that returns bo more bodies than live hostages. If you tell us that you are in favor of a group like this, and if you tell us when you apply for your visa, and by the way, I intend to come to your country as a student and rile up all kinds of anti Jewish student, anti Semitic activities, I intend to shut down your universities. If you told us all these things when you applied for a visa, we would deny your visa. I hope we would. If you actually end up doing that once you're in this country on such a visa, we will revoke it. ဒီတစ်ပတ်ကနေစပြီးအမေရိကကနာမည်ကြီးတက္ကသိုလ်ကလက်ရှိကျောင်းတက်နေတဲ့ student visa တွေကန်ဆောင်ထားကြတဲ့အမေရိကန်နိုင်ငံသားမဟုတ်တဲ့တခြားနိုင်ငံသားတွေကိုစီစစ်နေပြီးနာမည်ကြီးတက္ကသိုလ်တွေကနေကျောင်းထုတ်ပြစ်ပြီးတော့အဲ့ဒီထဲမှာသူတို့ရဲ့ social media တွေမှာစစ်ဖြစ်လို့နိုင်ငံရေးလှုပ်ရှားတာတွေအချမ်းဖက်တွေကိုထောက်ခံအားပေးထားတာတွေကို တွေ့ရင်တခါတည်းပြည်နယ်တန်တွေပေးပြီးတော့ကမ္ဘာအနှံ့မှာရှိတဲ့အမေရိကန်တန်ယုံတွေကိုလည်းအမေရိကကိုကျောင်းလက်

to look at the Telegram message groups, to look at the WhatsApp groups. So they're going to be able to track that and see what you are engaging in. မနေ့ကစပြီးတော့လေကြောင်းတက်နေတဲ့အမေရိကမှာအများရန်နေထိုင်ခွင့် Green Card ကိုင်ဆောင်ထားသူအမေရိကနိုင်ငံသားမဟုတ်တဲ့နိုင်ငံတကာမှကြောင်းသားတွေကိုပါစီစစ်သွားမှာဖြစ်ကြောင်းသတင်းထုတ်ပြန်သွားပါတယ်။ဆိုလိုတာကတော့ Green Card ကိုင်ဆောင်ထားပေမဲ့လေ student visa ကင်ထားသူတွေလိုပဲ social media တွေမှာစစ်ဆေးလို့ပေါက်ကရလောက်ထားတာတွေတွေ့ရရင်တော့ ြည်နေတန်းခံရပြီဖြစ်ပါတယ်။အဲ့ဒါရေကြောင့် Fox News က DHS ကိုစက်သွယ်မေးမြန်းတဲ့အခါမှာတော့ Green Card ကိုင်ဆောင်ထားသူတွေဟာ American နိုင်ငံသားတွေ need to America မှာနေထိုင်နိုင်ပြီးတော့တရားဝင်အလုပ်လုပ်နိုင်ခွင့်ရှိပြီးတရားဥပဒေကိုလိုက်နာရမှာဖြစ်ပြီးတော့စာနာမဲပေးပိုင်ခွင့်တော့မရှိပါဘူး။ပြီးတော့ဘာမှမလုပ်ရင်ဘာမှမဖြစ်ပေမဲ့ဥပဒေချိုးဖောက်ခဲ့ရင်တော့ခိုးဝင်ကျူးကျော်တွေ need to ပြည်내တံပေးခံရမှာဖြစ်ပါတယ်လို့ It's the US government so they just have to have what's called a reason to believe standard. So they don't have to prove you guilty by reasonable doubt, preponderance of evidence, none of that stuff matters. It's reason to believe. So if they have reason to believe that you're engaging in activity that is contrary to the interest of the United States or the, the safety of the United States, they can try to revoke your visa for that. Fox News ကထပ်မေးပါတယ်။အမေရိကမှာတရားဝင်လာရောက်နေထိုင်ကြတဲ့ green card သမားတွေကိုဖိနစ်တန်ပေးလို့ရတယ်။ဟုတ်တယ်ပေါ့လို့မေးပြန်တော့ဟုတ်ပါတယ်။သူတို့ဟာအမေရိကမှာနေထိုင်ပြီးလူဝင်မှုကြီးကြပ်ရေးရာထုတ်ပြန်ထားတဲ့ဥပဒေတွေကိုမချိုးမဖောက်မချင်း တည်ယဝင်နေထိုင်ခွင့်တွေရှိနေမှာဖြစ်ပြီးအချိန်တန်ရင်အမေရိကန်နိုင်ငံသားအဖြစ်ပြောင်းလဲလျှောက်ထားနိုင်ပေမဲ့ဥပဒေချိုးဖောက်ခဲ့ရင်တော့ပြည်နှင်တန်ခံရမှာဖြစ်ပါတယ်။ Green Card တိုင်ဆောင်ထားသူတွေဟာဆိုရင် American အစိုးရနဲ့ပြည်နယ်တွေကထုတ်ပြန်ထားတဲ့ဥပဒေတွေကို လိုက်နာရန် လိုအပ်ပြီးတော့နှစ်စဉ်ဝင်ငွေကိုစောင့်ရန်လိုအပ်ပါတယ်။ပြီးတော့အသက်18ကနေပြီးတော့25နှစ်ကြားဖြစ်နေပါကလည်းစစ်မှုထမ်းရန်စီရင်ပေးသွင်းထားရမှာဖြစ်ပြီးတော့ အမေရိကရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ဒီမိုကရေစီကိုကာကွယ်သွားရန်မျှော်လင့်ပါတယ်လို့ပြည်တွင်းလုံခြုံရေးအဖွဲ့က Fox News ကိုထပ်မံရှင်းလင်းပြောပြသွားပါတယ်။ Green Card ခံဆောင်ထားသူတွေကိုပြည်내တန်ပို့လို့ရတဲ့အခြေအနေတွေဟာဆိုရင်တော့ဥပမာသူတို့ဟာအမေရိကကိုခိုးဝင်ကျူးကျော်လာသူတွေကိုဆက်သွယ်ကူညီအားပေးကူညီမှုတည်ရက်နဲ့ထိန်ချန်ထားမှုလက်ခံထားရှိမှု ြီးတော့မတိမ်မှုကျူးလွန်ခြင်းလူတတ်မှုကျူးလွန်ခြင်းအခွန်ထမ်းမဆောင်ခြင်းလိန်လေခြင်းဝေကျေးမတမာမှုပြုခြင်းကြီးမားသော ရာဇဝတ်မှုကျူးလွန်ခြင်းမူရစ်စေဝါဖြန့်ဖြူးရောင်းချခြင်းလက်နက်ရောင်းဝယ်ကန်ဆောင်မှုများပြုလုပ်ခြင်းနိုင်ငံတော်လုံခြုံရေးကို ထိခိုက်အနှောက်အယှက်ပေးစေတဲ့ဖြစ်စေတဲ့ပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပတ်သက်ခြင်းစသည်တို့ကိုကျူးလွန်ခြင်းတွေ့ရှိပါက အဲ့ဒီ green card ကင်ဆယ်ထားသူကိုလူဝင်မှုကြီးကြပ်ရေးတရားရုံးမှာပြင်းထန်တန်ပေးမှာဖြစ်ပြီးတော့အမေရိကကအပီးထွက်ခွာသွားရမှာဖြစ်ပါတယ်။အဲ့ဒီလိုပဲ green card ရယူနိုင်တဲ့နေလန့်တွေကတော့ကန်ဆန်းမဲ့ပေါက်ခြင်းမိသားစုဝင်တွေမှာအမေရိကန်နိုင်ငံသားဖြစ်၍လာရောက်ခြင်းအမေရိကန်နိုင်ငံသားကိုလက်ထပ်ထိမ်းများ၍ရောက်ရှိလာခြင်းအလုတ်အကန်ရရှိသွားခြင်းဒုက္ခတွေအဖြစ်အတိအမှတ်ပြုခံရပြီးရောက်ရှိလာခြင်း နိုင်ငံရေးခိုလုံခွင့်ရလိုက်ခြင်းစတဲ့နည်းတွေနဲ့ green card ကိုရရှိနိုင်မှာဖြစ်ပါတယ်။ကျောင်းတက်ခွင့် visa တွေအလဲအပတ် tourist visa တွေကတော့အချိန်အတိုင်းတာတစ်ခုအထိသာနေထိုင်ခွင့်ရရှိသွားမှာဖြစ်ပြီးအလုပ်လုပ်ကိုင်ခွင့်တွေမရှိဘဲအချိန်တန်ရင်တော့အိမ်ပြန်ရမှာဖြစ်ကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုက ပြောကြားသွားပါတယ်တစ်ချက်တည်းမှာပဲသူက student visa ကိစ္စတွေရုပ်သိမ်းတာတွေပြီးရင်တော့အမေရိကမှာအလဲပတ်ရောက်သူအလဲပတ်လျှောက်ထားသူအများရန်နေထိုင်ခွင့်လျှောက်ထားသူတွေအားလုံးရဲ့နောက်ကျောင်းရာဇဝင်တွေရဲ့ social media တွေကိုပါမှွေနှောက်စစ်ဆေးပြီးတော့ရုပ်သိမ်းတာတွေဆက်လက်လုဆောင်သွားမယ်လို့ပြောသွားပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သတင်းကတော့ဒီလောက်ပါပဲ။အမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News channel လေးကိုတိုင်းနေတက်ခဲ့ရဆိုရင် like and subscribe to လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye